အားလုံးမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့နေ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ထူးခြားတဲ့သတင်းကိုရှယ်ပေးခြင်းတယ်ယူကရိန်းသမ္မတဇလင်စကီကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာရှိတဲ့သမ္မတအင်ဖြူတော်ကနေနှင်ထုတ်ခဲ့တယ်ဆိုတာဟုတ်ပါသလားဟုတ်ပါတယ်ဒီသတင်းကဟုတ်ပါတယ်ဒီသတင်းကဇလင်စကီကိုရိုးရိုးကိုနှင်ထုတ်ခဲ့တာမဟုတ်ဘူးအဆက်ခွဲပြီးတော့နှင်ထုတ်ခဲ့တယ် Night Test Scene လောက်ပြီးနှင်ထုတ်ခဲ့တယ်လို့ပြောရင်ပိုးမှန်ပါဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ယူကရိန်းသမ္မတဇလင်စကီးဟာဖေဖော်ဝါရီလ20ရက်နေ့မှာ8ရက်နေ့2025ခုနှစ်အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာရှိတဲ့သမ္မတအိမ်ဖြူတော်ဘဲဘုံရုံးခန်းမှာတွားရောက်ပြီးတော့အမေရိကန်သမ္မတထွန့်အပါအဝင်ဒုတိယသမ္မတဒေးဗစ်ဘင်နင်တိုနဲ့အမေရိကန်ရဲ့အာဏာပိုင်အဖွဲ့အစည်းအားလုံးရဲ့ရှေ့မှာတွားရောက်ပြီးတော့တွေ့ဆုံပြီးတော့ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်ခင်ဗျာဒီဆွေးနွေးပွဲမှာကမ္ဘာသတင်းမီဒီယာအများစုရဲ့ရှေ့မှာလုပ်ခဲ့တာဖြစ်တယ် ဒီဇလင်စကီးကိုအမေရိကန်ရဲ့တမရထွန့်အပါဝင်ဒုတိယတမရဒေးဗစ်ဘင်နစ်တို့ကရှာတရားမရှိအောင်ကိုပြုမှုဆက်ဆံခဲ့တယ်ဇလင်စကီးကလည်းသူ့ရဲ့ဟိုအရင်ပုံစံအချိုးအတိုင်းပဲဟိုခက်ဆော့ဆော့ပဲပြန်လဲတုံ့ပြန်ခဲ့တယ်သူပြောလိုက်တဲ့ဇကားတွေကအန်ဒီရဲ့အယမ်းများတယ်ဒိန်ဂျာအယမ်းဖြစ်နေတဲ့ဇကားတွေဖြစ်တယ်အဲ့ဒီဇကားတွေကိုသူသုံးနှုံးပြီးတော့အမေရိကန်ကို ပြန်လေတုံ့ပြန်ခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးတော့လေအမေရိကန်ကသူ့ကိုချက်ချင်းဆိုလိုပဲလက်ရှိမင်းနိုင်ငံရဲ့အခြေအနေကအင်တန်ဆိုးဝါးတဲ့အခြေအနေမှာရောက်ရှိနေတယ်။ပြည်သူတွေရဲ့အသက်နဲ့မင်းကရင်းပြီးတော့လောင်းကြီးထက်ထားတယ်။ဒီကစားပွဲကိုမင်းကစားနေတယ်။မင်းလုံးနေတဲ့လုံရက်တွေကတတိယကမ္ဘာစစ်ထီတောင်စစ်မီးရဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောဆိုခဲ့။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လေအချင်းချင်း ယူကရိန်းသမ္မတဇလင်စကီကနေတံပြန်ပြီးတော့တုံ့ပြန်ပြီးပြောဆိုလာရှိတယ်။ယူကရိန်းသမ္မတဇလင်စကီတုံ့ပြန်ပြောဆိုလာတယ်ရာလေ။အရန်ကိုအန္တရာယ်များတဲ့စကားတွေဖြစ်တယ်။အဲ့တော့ဒီယူကရိန်းသမ္မတဇလင်စကီကိုမင်းစိတ်ခံစားချက်အဲမှာငញ្ញရေးဆွေးနွေးဖို့အတွက်မင်းအစဉ်သင့်မဖြစ်သေးဘူးဖြစ်နေတယ်။အဲ့တော့မင်းဒီကနေလက်ရှိပြန်လိုက်တော့မင်း ညဉ့်ညေးဆွေးနွေးဖို့အစဉ်သစ်ဖြစ်ပြီးဆိုမှငါတို့စီကိုပြန်လာခဲ့။မင်းအခုလက်ရှိပြန်လိုက်တော့ဆိုတဲ့ပုံစံနဲ့နှင်းလွတ်လိုက်တာ။နောက်ထပ်ဟိုစာချုပ်ချုပ်ဖို့ကိစ္စတွေအလုံးပြည့်စည်သွားတယ်ဆိုပြီးတော့အင်ဗျူတော့ကထုတ်ပြန်လာတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသက်ကိုးကားသူများရဲ့ဖော်ပြချက်မှာတော့ယူကရိန်းသမ္မတဇလင်စကီးကိုပဲအမေရိကန်ကနေထိုးနှက်လိုက်တာမဟုတ်ပါဘူး။ဥရောပနိုင်ငံအများစုဖြစ်တဲ့ EU ကိုဓာတ်ရိုက်အမေရိကန်ကနေထိုးနှက်နေခြင်းဖြစ်ကြောင်းလည်း၎င်းတို့ကဖော်ပြထားပါတယ်ခင်ဗျ။ နောက်ထပ်၎င်းတို့ရဲ့ရှင်တွဲပြီးဖော်ပြချက်တစ်ခုမှာတော့သတိဝင်ကြီးချုပ်နေတန်ယာဟုသည်ကမ္ဘာစစ်ခုံရုံးဖြစ်တဲ့ ICC တရားရုံးကနေပြီးတော့ဖန်ဝရန်ထုတ်ချင်းခံထားရတဲ့ပုံကိုတူလဲဖြစ်ပါတယ်။၎င်းက အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာရှိတဲ့တမနာအိမ်တော်ကိုတွားရောက်ခဲ့တဲ့အချိန်ကအမေရိကန်တမနာထွန်းကနေပြီးတော့၎င်းကိုနှွေးထွေးပြူငါစွာဆက်ဆံပြီးတော့ကောင်းရဲ့လောက်ရက်တွေကမှန်ကန်ကြောင်း ၎င်းကိုအားပေးကြောင်း၎င်းကိုထောက်ခံကြောင်းနောက်ထပ်တမရအိမ်တော်ဖြစ်တဲ့အင်ဖြူတော်ရဲ့တော့ကိုပါ၎င်းကိုအနှံခဲ့ကြောင်းဒီလိုလူမျိုးတုံးတက်ဖြတ်ထားပြီးဆေးရသွင်းမှုတွေကျူးလွန်ထားတဲ့အစည်းနိုင်ငံဝင်ကြီးချုပ်ကိုကြားနှွေးထွေးစွာကြိုဆိုခဲ့ပြီးတော့၎င်းအားပေးအားမြောက်လုပ်ခဲ့ပြီးတော့ဘရှားနိုင်ငံရဲ့ကျူးကျော်ခြင်းကိုခံထားရတဲ့ယူကရိန်းသမ္မတဇယ်လင်စကီးကိုကြားတော့ ၎င်းတို့ကနိုင်ထက်စီးနှင်းဆက်ဆံမှုတွေပြုလုပ်ပြီးတော့အတင်းအားမထိုးနှက်ပြီးတော့သမရအင်ဖြူတော်ကနေပြီးတော့နှင်ထုတ်ချင်းကိုတော့ပြုလုပ်ခဲ့တယ်။ဒါကဘာကြောင့်ပြုလုပ်ခဲ့တာလဲ။ဒါကတော့ရိုးရှင်းပါလေ။အမေရိကန်က၎င်းရဲ့အာနာပါဝါကိုတုံးပြီးတော့ EU နိုင်ငံအများစုကိုတိုက်ရိုက်ချိန်ချောင်းမှုပြုလုပ်လိုက်ခြင်းဖြစ်တယ်လို့အမေရိကန်တည်း၎င်းရဲ့လိုအပ်ချက်တစ်ခုကိုရယူရန်အတွက် ဒီလုံရက်ကိုလှုပ်ပြီးတော့တွန်းအားပေးလိုက်ခြင်းဖြစ်ကြောင်းကမ္ဘာပထဝီနိုင်ငံရဲ့လေလာသုံးသပ်ကိုးကားသူများကဖော်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျဒီနေ့ကျွန်တော်ဒီသတင်းလေးထူးခြားလို့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ပထဝီနိုင်ငံရဲ့လေလာသုံးသပ်ကိုးကားသူများရဲ့ဖော်ပြချက်ရောကျွန်တော်ဒီမနေ့ကဖြစ်သွားတဲ့ယူကရိန်းသမ္မတရဲ့ဟိုဖြစ်ရက်ကလေးရောအားလုံးမြင်တွေ့ရအောင်လို့လွန်ခဲ့တဲ့လာလောက်ကဈေးဝင်ကြီးနေတန်ရာဟုလာခဲ့တဲ့ ပုံစံနေနဲ့အားလုံးသိစေချင်လို့နှိုင်းရှင်ကိုးကားပြီးတော့ကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်သူတွေကဖော်ပြခဲ့တယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အားလုံးကိုသိစေချင်တဲ့စိတ်နဲ့ share ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာဂါဇာကမ်းကြောင်နဲ့ပတ်သက်ပြီးတော့အခြေအနေကတော့လက်ရှိအီဂျစ်နိုင်ငံကိုင်ရိုမြို့ထဲမှာဇေယမောဇက်တာဝန်ရှိတဲ့တာဝန်ခံတွေရောက်ရှိနေတယ်။ဟာမတ်အဖွဲ့တွေနောက်ပြီးတော့ကာတာကဂျာဝင်ဖြန့်ပြေသူတွေရောက်ရှိပြီးတော့ဂါဇာကမ်းကြောင်ထဲမှာဟာမတ်နဲ့ဇေယအပြစ်ခတ်ရက်စဲကြီး6ပတ် ဒုတိယအဆင့်အနေနဲ့တတန်းတိုးရန်အတွက်ဆွေးနွေးနေတယ်လို့သိရတယ်။တိုးတော့ဒီသတင်းက confirm တော့မဖြစ်သေးဘူး။ဆွေးနွေးနေတဲ့အဆင့်ပဲရှိသေးတယ်။ဒီသတင်းဒါလေးပဲရှိမယ်။ဂါဇာကမ်းကြောင်ရဲ့အခြေအနေကဒါလေးပဲရှိမယ်။လက်ရှိပါလက်စတီးလူငယ်တွေကဂါဇာကမ်းကြောင်ထဲမှာရမ်းရမ်းရမ်းစံနဲ့ပတ်သက်ပြီးတော့ပြင်ဆင်မှုတွေပြုလုပ်နေတဲ့တကြီးရွယ်အိုအမျိုးသားအမျိုးသမီးအကုန်လုံးပြင်ဆင်မှုတွေပြုလုပ်ပြီးတော့စာဖတ်နံပါတ်ဖတ်နဲ့ရှိနေတယ်။ဒီပုံစံရှိနေတယ်။ဂါဇာကမ်းကြောင်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ဂျန်နင်းနဲ့ တူရာကရာမြို့တွေကတော့ဆူဆူဝါဝါဖြစ်နေတော့မယ်လက်ရှိအချိန်အချိန်ထိဆူဆူဝါဝါဖြစ်နေတော့မယ်ဈေးစီယံဝါတွေရဲ့ကျူးကျော်သိမ့်ပိုက်ချင်းကြောင်းမလို့အင်တာဆူဝါတဲ့နေ့ရက်တွေကိုသူတို့ရောက်ရှိနေတယ်ကျွန်တော်လွန်ခဲ့တဲ့ရက်ကပြောခဲ့သလိုပဲအိမ်တွေကိုဖြိုချဖျက်ဆီးတယ်လူငယ်တွေကိုဖမ်းဆီးတယ်အခမ်းမသိရင်အခမ်းမသိသလိုပြစ်ဒဏ်တာတွေရှိတယ်ဒါတွေဇက်တိုက်ပြုလုပ်နေတာဈေးစီယံဝါတွေကအနောက်ဘက်ကဂျန်နင်းနဲ့တူရာကရာမြို့တွေကို၎င်းတို့ရဲ့ idea စစ်သားတွေရဲ့ တူးလက်တူးချင်သူတို့စိတ်ကြိုက်လုပ်နေတဲ့ပုံစံတွေကိုမြင်တွေ့ရလိမ့်မယ်။ဒါလက်ရှိအချိန်အထိဂါဇာကမ်းကြောင်ရဲ့အနောက်ဘက်ကမ်းမှာအစည်းအစည်းဝင်တွေရဲ့ကျူးကျော်မှုကဆက်ပြီးတော့ပြုလုပ်နေကြောင်းအများပြည်သူနေအိမ်တွေကိုဖြိုချလဲဖျက်ဆီးတယ်။ဒီထဲမှာရှိတဲ့ပါလက်စတီးလူငယ်တွေအများစုကိုဒီကနေပြီးတော့အမြန်ဆုံးထွက်သွားဖို့နဲ့တက်ကြီးရွယ်အိုတွေကအပါအဝင်အမြန်ဆုံးထွက်သွားဖို့အတွက်သူတို့ကတားကတ်ထားပြီးတော့အစည်းအစည်းဝင်တွေကနှင်းထုတ်နေတာတွေလည်းရှိတယ်။ဖမ်းဆီးအရေးယူတာတွေလည်းရှိတယ်။ ဒါလေးကကျွန်တော်အရင်တုန်းကပြောခဲ့တဲ့ပုံစံအတိုင်းပဲဆက်လက်ပြီးလှုပ်ဆောင်နေတော့မယ်ဒါလေးတွေပဲရှိပါမယ်ဗျတင်းကတော့ဟုတ်ကဲ့ပါဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေရာကနေပြီးတော့တင်ဆက်ပေးရင်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါစေလို့ကျွန်တော်ပြောလိုက်ပါရစေခင်ဗျ